အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ဆောင်ရသည်မှာဒုက္ခရောက်ခဲ့ကြရတဲ့တမီယောက်ကမဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်သူအန်နာပါ push bar ကတော့ဇယုတ်တင်ထားရပြီးတေချင်းနဲ့ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့အချိန်ချွေးမလီကတော့အတော်လေးစိုးရင်ပူပန်နေခဲ့ပါတယ် တယောက်ကြောင့်ဖြစ်သူကိုယ်လွန်သွားခဲ့ပြီးတဲ့အချိန်ကလေးကရခမဖြစ်သူတယောက်ထဲကသာသူ့အတွက်မိသားစုဝင်အနေနဲ့အားကိုးအားချရပါအဲ့ဒီအချိန်ကလေးကအိုရှပါနဲ့အမိသားတို့နှစ်ယောက်လုံးကလည်းတင်းနေလောက်ထားတဲ့ပစ္စည်းတွေကိုရောင်းချခဲ့ကြပါတယ် ICU အခန်းထဲကနေဆရာဝန်အပြင်ကိုထွက်လာခဲ့ပြီးနောက်ပြောခဲ့ပါတယ်အိုရှပါနဲ့အတူတူဘဲသူပါလာခဲ့လေလူနာသောကျမပါရှင် ကျမပါကဲ သူ့ကိုအမြန်ဆုံးကျွန်တော်တို့ခွဲစိတ်ကုသမှုလုပ်ပေးမှဖြစ်တော့မယ်အရန်ကိုအရေးကြီးတဲ့အခြေအနေကိုရောက်နေပြီသူကနှလုံးရောဂါဝေဒနာကိုခံစားနေရတော့ဒီထက်ပိုဆိုးသွားမယ်ဆိုရင်တော့အသက်ရှင်ဖို့အတွက်အခွင့်ရေးနေသွားမယ်အဲဒါကြောင့်အမြန်ဆုံးငွေ9000စရုပ်မှာပေးသွင်းထားလိုက်ပါကျွန်တော်တို့သူ့ကိုအမြန်ဆုံးခွဲစိတ်ကုသပေးမယ်ငွေ9000ဟုတ်လားအိုဖေယားတခင်ကျမတို့လောက်များတဲ့ပတ်စံဖေယားနေတော့ရှာလာခဲ့ရမှာလေငါကရှာရှည်လွန်းလာပါအေးပတ်စံမရှိပါဘူးဆိုမှအမေကိုပုတ်ကလေးကစီယုံကိုခေါ်လာခဲ့မိတယ် ပထမတွေကအစိုးရစည်းရုံးကိုပဲငါခေါ်တော့ခဲ့တဲ့တာအစိုးရစည်းရုံးကြတော့လေလူနာတွေကိုတိုက်ပြီးတော့ဂယူဆိုင်ပေးတာမဟုတ်ဘူးအမေသားတခုခုဖြစ်သွားလို့ရှင်တော့ဘယ်လိုလုပ်ရပါမလဲအမေသားအိမ်ကိုသွားပြီးကြည့်ခဲ့တဲ့အခါမှာအိမ်မှာပတ်စံတပြားတစ်ချပ်မှမရှိပါဘူးသူရဲ့သမီးလေးကလည်းဘိုက်ဆာလုံးနေတဲ့အတွက်ငိုနေခဲ့ပါတယ်သူသမီးလေးငိုတော့ကိုချက်ထားခဲ့ပြီးသူကတော့သူခမဖြစ်သူရဲ့ဗီဒီယိုမှာသွားရှာကြည့်ခဲ့ပါတယ်။ဒါတော့မှသူမဘာတခုမှမရခဲ့ပါဘူး။အမိသားကလည်းငိုနေရင်းနဲ့ပြောလိုက်ပါတယ် ဒါလောက်ပတ်စံအများကြီးငါဘယ်ကနေတွက်ရှာအောင်မလဲပတ်စံမရဘူးဆိုလို့ရှင်လဲအမေတိတ်သွားမလားမသိဘူးမဖြစ်ပါဘူးမဖြစ်ပါဘူးဒါလို့ဖြစ်ခွင့်လုံးဝမပေးနိုင်ဘူးတစုံတယောက်ရှိကနေပတ်စံယူအောင်မယ်ဆိုရင်ရောငါဘလို့မျိုးပတ်စံကိုပြန်ဆက်ရမလဲခရဲကိုချီပြီးနောက်မှာတော့ရွာမှာရှိတဲ့တထဲကြီးတအုပ်စီကိုတွားလိုက်ပါတယ်ဦးလေးကြီးရေကျမငွေ9000လောက်အရေးတကြီးလိုအပ်နေလို့ပါအမေကိုခွဲစိတ်ကူတရအောင်မယ်ရှင်ပတ်စံသာရသွားမယ်ဆိုရင်တော့အဆင်ပြေသွားမှာပဲရှင်ငါရှိမှာပတ်စံတွေကအပင်ကနေခူးယူထားတယ်လို့နေရထင်နေရလား နေရောက်ခမခွဲစိတ်ကူးတော့နေနဲ့မတော်တဆတေးသွားရင်ဘလို့လုပ်မလဲနေငါကိုဒီပတ်စံတွေပြန်ဆက်မယ်ဆိုတော့ငါဘလို့မျိုးယုံကြည်ရမှာလဲဒီလိုတော့လည်းမပြောပါနဲ့ဦးလေးကြီးရဲ့တကယ်လို့ကျမပတ်စံကိုပြန်မဆက်နိုင်ဘူးဆိုရင်တော့ကျမအိမ်ကိုပေးလိုက်ပါမယ်ပတ်စံကိုဒီအတိုင်းစကားနဲ့တော့ပေးလို့မရဘူးလေနေရဲ့အိမ်ကရန်ငါကိုလာပေးထားလိုက်ဒါဆိုရင်တော့ငါပတ်စံထုတ်ပေးလိုက်မယ်အမိတော့မတက်နိုင်တဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။ဒီမှာတင်းတင်းလောက်ထားတဲ့ပစ္စည်းတွေကိုရောင်းပြီး6လမှာတော့မှတလောက်ထိပတ်စံရှာနိုင်မှာမဟုတ်ပါဘူး။ သူလည်းဘာနီလန်တခုမှမတွေ့ခဲ့တဲ့အခါမှာတော့အပေးရှူကိုသဘောတူလိုက်ပါတယ်။ရှားတဲ့ပတ်စံကိုရှူပြီးနောက်မှာတော့ချက်ချင်းပဲစေယုံကိုသွားလိုက်ပါတယ်။ push bar ခွဲစိတ်ကူတာပြီးသွားတဲ့အခါမှာဇီယဝင်းကတော့စေယုံကဆင်းခွင့်ပေးလိုက်ပါတယ်။အင်ကလည်းမရှိတော့ပါဘူး။နေမကောင်းဖြစ်နေတဲ့ရခမဖြစ်သူကိုဒီအခြေအနေကြီးနဲ့ဘယ်ကိုခေါ်သွားရမလဲဆိုတော့ကိုပဲသူမစဉ်းစားနေခဲ့ပါတယ်။သွားနေရင်လည်းသူမလမ်းမှာပဲရှက်လိုက်ပါတယ်။ရခမကလည်းမေးလိုက်ပါတယ်။ချွေးမလေးရေဘာဖြစ်လို့လမ်းမှာရက်နေရလဲသွားကြမယ်လေအိမ်ပြန်ထောက်ဘူးလား။အမေအမေဟိုအိမ် အင်းရလေပြောနေရင်အမိသားတယောက်ငိုနေခဲ့ပါတော့တယ်ဘလို့ဖြစ်တာလဲချွေးမလေးရဲ့ဘာဖြစ်လို့နေဝမ်းနေပြီးငိုနေရတာလဲအရာအလုံးရောအဆင်ပြေရဲ့လားအမေကျမခွင့်လပ်ပါကျမလည်းမတတ်တာလို့အမေရဲ့ကျမကြီးအကြွတ်ဖွဲစိတ်ကူတာပိုစိတ်လိုအပ်နေလို့အင်းကိုရှောင်းလိုက်ပြီးအခုတော့ကျမတို့လမ်းဘေးမှာပဲနေရတော့မယ်ဒီစကားကိုကြားခဲ့ရတဲ့အခါမှာဘုရှ်ဘားကအတော်လေးကိုလမ်းဖြန်သွားခဲ့ပါတော့ချွေးမလေးရဲ့ဒုက္ခပါပဲနင်းတာဘာလို့လိုက်တာလဲငါတို့တည်ရင်တည်ပါစေပေါ့အခုအိမ်မရှိရာမရှိနေဘဝမှာဘလို့နေထိုင်ရမှာလဲ ဒုက္ခပါပဲဒုက္ခပါပဲအမေကျမလည်းဘာနီလမ်းမှမရှိတော့တဲ့အဆုံးအခုလိုမျိုးလောက်ခဲ့ရတာပါဒါပေမဲ့အမေဘာမှအရန်ကြီးလဲစိတ်ပူမနေနဲ့နေထိုင်ဖို့အတွက်ကျမရောက်အောင်လို့စီစဉ်ပေးမယ်ဟုတ်ပြီလားကဲဟိုဘက်ရွာမှာငါရဲ့အမရှိတယ်သွားကြရအောင်အဲ့ဒီမှာပဲရက်အနေငယ်တော့သွားနေကြတာပေါ့ငါတို့နေထိုင်ဖို့အတွက်အဆင်ပြေပြီဆိုတာနဲ့အဲ့ဒီကနေပြန်လာကြမယ်လေဒီလိုနဲ့ပဲနှစ်ယောက်သားကလည်းတဖက်ရွာမှာရှိတဲ့အမျိုးအိမ်ကိုသွားခဲ့ကြပါလေသူတို့ရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာတဖက်ကသူကအတော်လေးကိုလမ်းဖြန်နေခဲ့တာပေါ့ ဒီမှာပဲသူတို့လာနေကြမယ်ဆိုရင်ဘယ်လိုလုပ်မလဲသူကလည်းစဉ်းစားပြီးနောက်မှတော့ပြောလိုက်ပါတယ်။အော်ပုရှပါရဲ့အိမ်မရှိဘူးဆိုပြီးတိုင်းလဲတခြားသူရဲ့အိမ်မှာလာနေလို့ဘယ်လိုလုပ်အဆင်ပြေမှာလဲ။နင်းကိုယ်တိုင်တခုမဟုတ်တခုတော့စဉ်းစင်ထားတဲ့တယ်မဟုတ်လား။ကဲကဲကဲရှမ်းနေငယ်တော့နေချင်တဲ့ဆိုရင်တော့နေပေါ့အကြကြီးတော့နေလို့မဖြစ်ဘူးနော်။ဘာလို့လဲဆိုတော့တားနေချွေးမလေးအရှိမငါကလည်းဘာစကားမှအများကြီးပြောလို့ရတာမဟုတ်ဘူးလေ။ ငါတော်လေတော့အခုချိန်ထိအသက်ရှင်နေအောင်မယ်ဆိုလို့ရှင်တော့ငါလည်းနင်းစီလာပြီးတကူတကာအကူညီတောင်းခံနေမှာမဟုတ်ပါဘူးဒီလိုနဲ့တို့ကလည်းမတားတာတဲ့အဆုံးမှာတော့အတော်ရဲ့အိမ်မှာပဲ15ရက်လောက်နေထိုင်ခဲ့ရပါတယ်ဒီရက်အတွင်းမှာအတော်ဖြစ်တော့ကတော့အမိသားကိုအလုသမားတယောက်လိုမျိုးပဲခိုင်းစေခဲ့ပါတယ်စကားတိုင်းစကားတိုင်းမှာလည်းအမြဲတမ်းပဲလောင်ပြောင်ကြရခဲ့ပါတယ်အမိသားကလည်းဘာကုန်းမထပ်ပြီးတိမခန့်နိုင်တော့တဲ့အဆုံးမှာတော့တယောက်ခမစီသွားပြီးတော့ပြောလိုက်ပါတယ် မေကျမတို့ဒီကနေသွားကြတာပေါ့ကျမဒီမှာထပ်ပြီးတီးခတ်ပြီးမနေနိုင်တော့ဘူးအတော်လေးကိုလွန်နေပြီချွေးမလေးရဲ့ငါတို့ဘယ်မှာသွားနေကြမှာလဲတခြားသူတွေရဲ့အိမ်မှာနေမယ်ဆိုရင်တော့နည်းနည်းပပတီးခတ်ပြီးတော့နေရမှာပဲလေတကယ်လို့တီးမခံနိုင်ဘူးဆိုရင်တော့အမေတို့လမ်းဘေးမှာသွားနေနေရလိမ့်မယ်ကျမဒီအိမ်မှာဘယ်လိုမျိုးအဆက်ကွဲခံပြီးတော့နေနေရအောင်မလဲကျမတို့ကိုဒီလောက်တောင်မှတိတ်ခါချနေရကျမတို့ကိုယ်တိုင်အိမ်ဆောက်ပြီးတော့သွားနေကြမလားဒီလိုနဲ့တုံးရောက်တော့အဲ့ဒီအိမ်ကနေထွက်လာကြလိုက်ကြပါတော့လေလမ်းမှာသွားနေနေအိမ်လေးတွေအများကြီးကိုလည်းသူတို့မြင်တွေ့ခဲ့ကြရပါတယ် အမေကျမတို့ကိုယ်တိုင်လည်းဒီအနည်းနာပတ်ဝန်းကျင်မှာပဲအိမ်လေးတိမ်ဆောက်လုပ်ပြီးနေကြမယ်ဆိုရင်ရောဘယ်လိုလဲအမိသားကလည်းသူရဲ့စာရီနဲ့တယောက်ခမရဲ့စာရီအဟောင်းပြလေးတွေကိုယူပြီးနောက်မှာတော့တဲအိမ်လေးဆောက်လုပ်ခဲ့ပါရဲ့အဲ့ဒီထင်မှာပဲတို့တို့နေထိုင်ခဲ့ကြရပါတယ်ဇာတိဦးတို့ကရှမ်းကိုအေးလို့နေခဲ့တဲ့အတွက်ကြောင့်မလို့အပြင်ကလေးတွေကအထဲကိုဝင်နေခဲ့ပါတယ်ဒီလိုအခြေအနေကြီးမှာတို့တို့နေထိုင်လို့မရအောင်လို့အေးနေခဲ့ပါပြီတို့တို့မှာစားသောက်ဖို့အတွက်ကလည်းဘာမှမရှိပါဘူး ရန်နေခဲ့ကြတဲ့အထိသူတို့ကတော့ဖះเจ้าမှာရှိတဲ့စွမ်းတွေကိုစားနေနေပဲနေထိုင်နေခဲ့ကြရပါတယ်။တရမတော့အမေကျမအလုံးသွက်ရှာလိုက်အောင်မယ်။အပြင်သွားပြီးအလုံးသွက်ရှာမှဖြစ်မယ်။ကျမတို့ဒီပုံစံအတိုင်းဖះเจ้าအရှိမမုတ်တွေစားတော့ပြီးနေထိုင်လို့မရဘူးလေ။အမေခလေးကိုတစ်ချက်လောက်ယူဆိုင်ပေးထားပါဦးနော်။ချွေးမလေးရဲ့ငါတို့ရဲ့ဘွားရီကဘယ်တော့တောင်မှစိုးရွားနေပြီလေ။နင်အပြင်ထွက်ပြီးရောက်မှအလုံးလုံးနေရတယ်။တကယ်တော့အမေသာလောကကြီးကထွက်ခွာသွားတဲ့နေရာစပြီးကျမအတွက်ကံဆိုးတဲ့နေ့တွေကစတင်သွားခဲ့တာမေ သူမရှိတော့တဲ့နောက်ကျမဘွားကလည်းပြက်စီးသွားခဲ့ရတာပဲလေအမေသားကလည်းဒီနောက်မှာတော့အလောက်ရှာထွက်ဖို့အတွက်အပြင်ကိုထွက်လာခဲ့ပြီးနေရာဆောင်မှာသူမအလောက်တွေကိုလိုက်ရှာနေခဲ့ပါတယ်။သူမနေရာဆောင်ကိုသွားခဲ့ပေမဲ့ဘယ်မှမအလုံးမရခဲ့ပါဘူး။သူမလည်းစိတ်ပြက်ဝနေစွာနဲ့အိမ်ကိုပဲပြန်လာခဲ့လိုက်ပါတယ်။ဘလို့လဲချွေးမလေးနေအဆင်ပြေရဲ့လားအလောက်တစ်ခုခုရှာခဲ့လားမရပါဘူးအမေရဲ့ဘယ်ဟာနေပြီးတော့အလောက်ရရမှာလဲဘယ်မှမအလောက်ရှာလို့မရခဲ့ဘူး။အမေကျမကပညာအများကြီးမတတ်ဘူးဆိုတော့အပြင်မှာအလောက်ရဖို့အတွက်အတော်လေးခက်ခဲလိမ့်မယ်လို့ထင်တယ်။ ကျွန်တော်တို့အရင်တုန်းကလုပ်ခဲ့တဲ့ပုံစံအတိုင်းတင်းနဲ့လှုပ်ထားတဲ့ပစ္စည်းတွေကိုပဲပြန်ရောင်းကြမယ်ဆိုရင်ရောဒါပေမဲ့ချွေးမလေးရဲ့ဒီတစ်တွေကိုအမေတို့ဘယ်ကနေသွားရှာရမှာလဲအဲ့ဒါကတော့စီစဉ်ရမှာပေါ့အမေရဲ့ကျွန်မကိုယ်တိုင်ပဲတခုခုအစဉ်ပြေသွားအောင်လို့စီစဉ်လိုက်ပါမယ်ဒီလိုနဲ့ပဲအမိသားကတော့တောက်ထဲဝင်သွားခဲ့ပြီးနောက်မှာတော့သူမဝါရီတစ်တွေခောက်လာခဲ့ပါလေအရင်တုန်းကပုံစံအတိုင်းပဲသူတို့တင်းနဲ့ဝါနဲ့လောက်ထားတဲ့ပစ္စည်းတွေကိုဈေးထဲမှာပြန်လဲရောင်းချခဲ့ကြပါလေ အပြင်မှာအေးအေးချမ်းချမ်းအတော်တော်လေးလွန်ကဲနေခဲ့ပါတယ်သူတို့တစ်တွေဝါးတွေခွဲနေတဲ့လက်တွေကလည်းဒဏ်ရာအနာတရားတွေနဲ့ဖြစ်ကုန်ခဲ့ပါပြီသွေးမလေးရဲ့အရန်အေးတယ်လုံးဝမနေနိုင်တော့ဘူးမနမိုးလင်းအေးရာကနိုးပြီးဆိုတာနဲ့ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းနေရောအခုလိုအဝတ်စားတွေနဲ့ကာယံထားတာဘလို့လို့အေးအေးချမ်းကိုကာကွယ်ပေးနိုင်မလဲအခုလိုမျိုးစောင်းရသည်အေးနေတဲ့အချိန်မှာငါတိတ်သွားမလားမသိဘူးအမေကလည်းဒီလိုမပြောပါနဲ့ကျမအတွက်အမေကလွယ်ပြီးဒီလောကကြီးမှာဘယ်သူထက်ရှိသေးလို့လဲအမေကိုကျမဘာမှဖြစ်ခွင့်မပေးနိုင်ဘူးနော် ညမိုးချောက်သွားခဲ့တဲ့အခါမှာတော့တို့ရဲ့အိမ်လေးတဲ့ကိုလေရီကအရန်တိုးနေခဲ့ပါတယ်။သူရဲ့သမီးလေးကိုတော့စာရီစာနဲ့ပတ်ထားပြီးပြီးဒီမောကိုရိုင်းကြုံကြုံလေးထိုင်နေခဲ့ရပါတယ်။ငါတို့စီမှာအိမ်ရှိမယ်ဆိုရင်တော့အခုလိုမျိုးနေစရာအကြောင်းမရှိဘူး။ Bushbar ကတော့အိမ်လိုမပြောတဲ့အစုံမှာတော့သူမချင်းတောင်းတွေကိုလုံနေတော့ပါပဲ။အမေသားကလည်းရခမစီသွားပြီးပြောလိုက်ပါတယ်။အမေအမေအခုချိန်ထိအရန်ကိုတော်နေတော့မယ်နော်။အမေလုပ်တဲ့ချင်းတွေကတကယ်အရန်လှတယ်။ဒါနဲ့အမေကျမတို့ချင်းတောင်းတွေကိုကိုရိုင်းလုံနေတယ်လို့မျိုးပဲ အိမ်ကိုရောကိုတိုင်းစောက်လုံလို့မရဘူးလားဒါပေါ့ချင်းမလေးရရတာပေါ့တင်းနဲ့အိမ်စောက်လို့ရတယ်လေဒီအကြံကိုတော့အမေဘယ်တော့ကောင်းမှမစင်းစားခင်မိဘူးပဲကောင်းပြီမေဒါဆိုရင်တော့အမေသမီးလေးကိုခဏလေးကြည်ထားပေးလိုက်ပါနော်ကျမတောက်ထဲကနေတစ်တွေရွှလာခဲလိုက်မယ်ဒီနေ့ပဲကျမရရဲ့အိမ်လေးကိုစတင်စောက်လုပ်ကြတာပေါ့အမေသားကတောက်ထဲသွားခဲ့ပြီးနောက်မှာတော့တစ်တွေအများကြီးယူဆောင်လာခဲလိုက်ပါတယ် အမေရခမနှစ်ယောက်လုံးကလည်းတတော်နေထိုင်ဖို့အတော်အိမ်လေးကိုကိုရိုင်းပဲစောက်လုံးနေခဲ့ကြပါရည်။နှစ်ရက်သုံးရက်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့တို့ကိုရိုင်းစောက်လုံးထားတဲ့တတောင်းအိမ်လေးပြီးစီသွားခဲ့ပါပြီ။အမေရဒီမှာကြည့်ပါအောင်ကျမတို့ရဲ့အိမ်လေးကဘလောက်ကြောင်မှလှပလိုက်တယ်လဲနော်။ဟုတ်တယ်ချွေးမလေးဒါရီကောင်လုံးကငါတို့ကိုရိုင်းစ조사အားထုတ်ပြီးရလာခဲ့တဲ့အသီးပွင့်တွေပဲလေ။အခုငါတို့နှစ်ယောက်လုံးလည်းဒီခလေးလေးနဲ့အတူတူဒီအိမ်ကြီးထဲမှာစိတ်အေးတသက်သာစွာနဲ့နေထိုင်သွားလို့ရပြီ။ ငါတို့နှစ်ယောက်ကိုယ်တိုင်စောက်လုပ်ထားတဲ့ဒီအိမ်လေးကအလုံးအကျွတ်ဥပမာတစ်ခုဖြစ်လာနိုင်တယ်။ငါတို့နှစ်ယောက်ဘလောက်ကြာမှစူးစားပန်းစားနဲ့အတူတူတယောက်ကိုတယောက်ကူညီပြီးစောက်လုပ်ခဲ့ကြလေ။ဒီနောက်မှာတော့သူတို့ကတင်းနေလောက်ထားတဲ့ပစ္စည်းတွေကိုဈေးထဲမှာရောင်းချတဲ့အပြင်လူတွေနေထိုင်ဖို့အတွက်တသားအိမ်တွေကိုလည်းစောက်လုပ်ပြီးအိမ်ငှားတွေတင်ထားခဲ့ပါရီ။သူတို့လည်းပစရှောက်ဖွေဖို့အတွက်နီလန်တစ်ခုကိုရှာတွေ့သွားခဲ့ပါရီ။နှစ်ယောက်လုံးကလည်းပျော်ရွှင်ဝမ်းသာစွာနဲ့ဘဝကိုဖြတ်တန်းနေထိုင်နိုင်သွားခဲ့ကြပါပြီ။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ပါမောက်ကျောက်ကျော်တဲ့ဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။မိုဟန်နဲ့ဒီဗီကာတို့နှစ်ယောက်အလုံးကပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်းဆိုင်ထားပါတယ်။သူတို့စီမှာကလေးနှစ်ယောက်ရှိပါတယ်။နာမည်တွေကတော့ဖီဂျင်းနဲ့အဂျေးပါ။မိုဟန်ကစယုံတယုံမှာအလုပ်ဝင်ရောက်လုပ်ကိုင်းနေခဲ့တူပါ။နွေရသည်ပူပြင်းနေတဲ့အချိန်မှာပဲစက်ရုံမှာပြဿနာတစ်ခုကျခဲ့ပါရီအဲ့ဒါကတော့အလုပ်ပိတ်ပြစ်သွားခဲ့ရတာပါမိုဟန်ကတော့နေ့စဉ်နေတိုင်းရေတွင်တူပြီးရေတောင်းနေရတဲ့သူလိုမျိုးပါပဲအလုပ်မရှိတာနဲ့သူဒုက္ခရောက်ပါပြီ မိသားစုဝင်တွေအကုန်လုံးကလည်းတရက်လုံးမှတရက်စားနေရတဲ့ဘဝမျိုးလို့အားလုံးလည်းစားစရာတောက်စရာမရှိတဲ့အဖြစ်ကိုရောက်ရှိလာခဲ့ကြပါရဲ့။မိုဟန်ကလည်းသူ့ရဲ့မိန်းမကိုပြောခဲ့ပါရဲ့။ဒုက္ခပဲတထေးကတော့ငါတို့အလုပ်သမားတွေရဲ့စကားကိုနားမထောင်တော့ဘူးနဲ့တူတယ်ငါတို့အားလုံးဒုက္ခရောက်ပြီ။ဒီအချိန်မှာဒေဗီကလည်းပြောလိုက်ပါရဲ့။အခုကျမတို့ဘာစားလို့ကြမလဲရှင်။ကျမတို့ဒုက္ခရောက်ပြီနဲ့တူတယ်နော်။မိုဟန်ကလည်းပြောပါရဲ့။ဖယောသခင်ဖြစ်စေခြင်းနဲ့အရာတွေအားလုံးဖြစ်လာလိမ့်မယ်မိမကြီး။ကျွန်တော်ကတော့ငါလည်းမသိရဘူး။ငါနောက်ထပ်နေရာတစ်ခုသွားပြီးတော့အလုပ်သွားရှာလာရုံပဲ။ အေးအေးအေးတော်လေတော်တော်ပိုကောင်းတဲ့အလုပ်တခုရသွားတယ်ဆိုလို့ရှင်လည်းမစိုးဘူးကောင်းသားပဲနော်တရက်အလုံးနေအောင်ဆုံးကိုရှောက်သွားပြီးအလုပ်တောင်းနေခဲ့ပေမဲ့မိုဟန်ကတော့အလုပ်မရခဲ့ပါဘူးပြန်လာတဲ့အချိန်မှာသူ့ဖွဲ့တွေတအားကိုစားနေခဲ့တဲ့အတွက်ကျောက်ပါမဟုတ်ကြော်ဝဲစားခဲ့ပါတယ်အဲ့ဒီကျောက်ကပုတ်တော်နေခဲ့တဲ့အတွက်ကြောင့်မို့လို့သူဒီမဟုတ်ကိုစားပြီးတော့နေအစာအစိတ်တင်ပြီးခေါင်းတွေမူလာကနေရာမှာပဲတည်ဆောင်သွားခဲ့ပါတယ်ဆရာဝန်ကလည်းပြောပါရီပုံသုံးနေတဲ့အစားအသောက်တွေကိုစားလို့သူတိတ်ဆုံးသွားတာဒီအချိန်မှာဒေဗီကတယောက်လည်းအတော်လေးကိုစိတ်ပြောင်းဝမ်းနေနေကြရပါရီ အိမ်မဘတ်ခုမစားတော့ဖို့လည်းမကြမ်းတော့ပါဘူးအခုဘာဆက်လို့ရင်ကောင်းမလဲဆိုတော့ကိုတော့သူကိုယ်တိုင်လည်းနားမလဲတော့ပါဘူးသူရဲ့စိတ်ထဲမှာအကြံတစ်ခုပေါ်လာခဲ့တဲ့အတွက်သူလည်းစဉ်းစားလိုက်ပါတယ်လောကကြီးမှာရှိတဲ့သူတွေကဘလောက်ကြောင်မှလောဘကြီးလိုက်ကြလဲနော်ကိုယ့်အတွက်ပဲကိုကြီးကြတယ်တခြားသူတွေအတွက်နည်းနည်းလေးတော့မစဉ်းစားပေးကြတော့ဘူးငါယောက်ျားကသာအဲ့ဒီပုံသုံးနေတဲ့ကျုပ်ပေါမုတ်ကျော်ကိုမစားခဲ့ဘူးဆိုရင်တော့သူတိတ်မှမဟုတ်ဘူးအခုတော့ငါကိုယ်တိုင်လည်းဒီပေါမုတ်ကျော်ကျော်ပဲကြော်ရောင်းတော့မယ်ဟာငါကိုယ်တိုင်ဆိုင်ဖွင့်မယ်လက်စနေတဲ့မုတ်တွေကိုပဲရောင်းချမယ် ငါတော့အခုလိုလုပ်မယ်ဆိုလို့ရှင်တော့လူတွေအများကြီးအတွက်လည်းအကျိုးပြုပြီးသားဖြစ်သွားလိမ့်မယ်။သူမအခုလိုစဉ်းစားပြီးနောက်မှာတော့အိပ်ပျော်သွားခဲ့ပါရင်နောက်နေ့မှာတော့သူမခြေောက်မှာဝယ်စင်ထားတဲ့ခြေချင်းပပားလေးကိုတွားရောင်းခဲ့ပြီးနောက်မှာတော့ရှိတဲ့ပစ္စည်းတွေအကုန်လုံးဝယ်လာခဲ့လိုက်ပါရင်သူမအကောင်းမွန်ဆုံးစီအလတ်ဆက်ဆုံးကြက်ဦးလက်ဆက်နေတဲ့ဟင်းဒီဟင်းရွက်တွေကိုဝယ်လာပါရင်မဆလာတွေကိုလည်းသူမအိမ်မှာကိုယ်တိုင်ပဲအချောက်ခံပြီးကြိတ်ပါရင်ပစ္စည်းတွေကိုအလုံးကိုလည်းသူမကတန်တန်ရှင်ရှင်သွားထားခဲ့ပါရင် အစင်းနဲ့ဗီဂျေတို့ညီကိုနေအောင်လုံကလည်းသူရဲ့အမေကိုကူညီလုပ်ကိုင်းပေးခဲ့ပါတယ်။မိခင်ဖြစ်သူကိုရိုင်းကလည်းတန်ရှင်းလဆက်တဲ့နီလန်းနဲ့ပဲမုတ်တွေကိုလုပ်ခဲ့ပါတယ်။ခလေးနေအောင်လုံကလည်းအတန်ပေးပြီးတော့អော်ခဲ့ကြပါတယ်။ပါမုတ်ကျောက်ကျော်ရရမယ်နော်။15ချက်ပဲတပွဲကို15ချက်ပဲ15ချက်ထဲနဲ့ပါမုတ်ကျောက်ဥကျော်ရရမယ်။တွေ့ရတဲ့ကိုကြားခဲ့ရတဲ့အခါမှာလူတချို့ရောက်လာခဲ့ပါတယ်။သူတို့စီကပါမုတ်ကျောက်ဥကျော်ရကိုလည်းအဘာတရားစားတောက်ခဲ့ကြပါတယ်။စားတောက်ပြီးရဲ့အခါမှာဝဲသူတယောက်ပြောသွားခဲ့ပါတယ်။ ကောင်းတယ်ကောင်းတယ်ဘာမောင်ကျောက်ကျော်ကတကယ်နူးညံ့ပြီးတော့အရန်ကိုအရသာရှိတော့နဲ့လက်ဆက်နေတဲ့အရသာကိုလည်းရတယ်နောက်ထပ်ဝယ်သူတယောက်ကလည်းလာပြောလိုက်ပါတယ်ဒါတော့အရသာရှိတဲ့ဘာမောင်ကျောက်ကျော်ကိုကျွန်တော်ရဲ့ဘဝမှာဘယ်တော့မှမစားခဲ့ဘူးဘူးနောက်ထပ်ဝယ်သူတယောက်ကပြောလိုက်ပါတယ်အရန်ကိုအတန်ရှင်နေဒါတော့အတန်ရှင်နေတဲ့ဆိုင်မျိုးကျွန်တော်ဘယ်တော့မှမတွေ့ခဲ့ဘူးဘူးဗျာပထမအုံဆုံးနေ့မှာသူမပတ်စံတွေအများကြီးရှာနိုင်သွားတဲ့အကြွားတက်တီးတွေရှိလာခဲ့ပါတယ် နောက်နေ့ကစပြီးဒီမားရဲ့ဆိုင်မဝဲတို့တွေကအရင်တုန်းကတည်းကအများကြီးပုံများလာခဲ့ပါတယ်။ရက်အနေငယ်အတွင်းမှာပဲဒီမားရဲ့ဆိုင်လေးကတော်တော်လေးနမဲကြီးလာခဲ့ပါပြီ။ဒီမားရဲ့ဆိုင်ကအခုလိုမျိုးအရန်နမဲကြီးပြီးအောင်ကောင်းလာခဲ့တဲ့အခါမှာတော့ပတ်ဆက်မိုးတွေရွာသွန်းလာခဲ့တဲ့လိုမျိုးကိုနမဲကြီးသွားပါတယ်။ပတ်ဆက်မရှိတဲ့သူစင်တဲ့ကလေးလေးတွေကိုတော့ဒီမားတစ်ခါတလေကြာရင်မဟုတ်ကိုအလကားကျွေးတက်ပြီးတစ်ခါတလေကြာရင်ပတ်ဆက်အနေငယ်သာရှူတက်ပါတယ်။အခုလိုလိုတဲ့အခါတိုင်းဒီမားစိုက်အေးထန်တာမျိုးကိုခံစားရကြပါတယ်။ အဲ့ဒီအချိန်မှာပဲသူမဒုက္ခတစ်ခုကိုရင်ဆိုင်ခဲ့ရပြန်ပါတယ်။အနိဗတ်ဝင်ခြင်းမှာရှိတဲ့ဆိုင်တွေကသူမကိုစိတ်ဆိုးနေခဲ့ကြပါတယ်။သူ့ကိုတော်တော်လေးစိတ်ပြန့်နေတဲ့သူတယောက်ရှိပါတယ်။ဒါကတော့စားတောက်ဆိုင်ပိုင်ရှင်တို့ပါ။သူကဆိုင်ကိုတတိချာချာဖွင့်လှစ်ပြီးရောင်းချနေခဲ့ပေမယ့်သူရဲ့ဆိုင်မှာပဲသူမဝယ်မစားကြပါဘူး။သူရဲ့ဆိုင်မှာမုံမျိုးစုံကိုလည်းရောင်းချနေခဲ့ပါတယ်။အကျော်၊စမုစာ၊ခောက်ဆွဲကျော် ကြဥပါမုတ်ကြောင့်အားလုံးပါပဲသူမကလုံးဝမကောင်းတဲ့စီရွေကိုမတုံးပဲအကောင်းမှုဆုံးစီရွေကိုအတုံးပြုတ်ပြီးရောင်းချနေခဲ့တဲ့အချိန်ဆိုင်းပိုင်ရှင်ကြီးကတော့မကောင်းတဲ့စီရွေကိုအတုံးပြုတ်နေခဲ့တာပါတောင်းတဲ့ဟင်းသီးဟင်းရွက်တွေကလည်းမကောင်းတဲ့အချိန်မှာအကြိမ်ကြိမ်ပြန်လဲတုံးဆွဲခဲ့ပါတယ်အကြော်ရီကြော်ပြီးကြံတဲ့စီရွေနဲ့ပဲပါမုတ်ကြော်ရီကိုဆက်ကြော်ပါတယ်ပါမုတ်တွေကလုံးကလည်းမကောင်းတဲ့ပါမုတ်တွေပါသူကဈေးကြီးကြီးနဲ့လည်းရောင်းချပါတယ်ကြဥပါမုတ်ကြော်တပွဲကိုလည်း20နဲ့ရောင်းချနေခဲ့တာပါ အခုလိုမျိုးအမြတ်ကြီးစားနေတဲ့သူတယောက်အခုဆိုရင်တော့ရှောင်းပေါ်ပြီးစီးပွားရေးမှာလည်းတော်ချီမကိုက်တော့ပါဘူးတရက်ဆိုင်ကိုပဲသူမှလည်းလာမွေးစားကြတော့ပါဘူးဒါကြောင့်သူကလည်းဒီဖီကောင်းစီကိုရောက်လာခဲ့ပြီးပြောလိုက်ပါတယ်ကဲညီမကြီးနင်အခုလိုမျိုးရိုးရိုးသားသားရောင်းချနေရတယ်ဘာမှထူးခြားလာမှာမဟုတ်ဘူးနင်ငါပြောတဲ့စကားကိုနားထောင်စမ်းပါငါလိုမျိုးအမြတ်ကိုမြမြရအောင်သာရှာအမြတ်နေတဲ့ပစ္စည်းတွေကိုယူလာခဲ့ပြီးပြီးဆိုတာနဲ့အမြတ်ကြီးစားပြီးပြန်တင်ရောင်းလို့ရတယ်လေဒီအချိန်မှာဒီဖီကောင်းကလည်းပြောလိုက်ပါတယ် အကိုတိရလားကျမအခုလိုမျိုးဘယ်တော့မှလုံမှာမဟုတ်ဘူးမကောင်းတဲ့စီတွေကိုအတုံးပြုတ်ပြီးဒိန်အောင်နေတဲ့မုတ်တွေကိုအတုံးပြုတာကလူတွေအကြွအရန်ကိုအန်တီရများတဲ့ကန်ဆာယောဂါဖြစ်သွားနိုင်တယ်ကျမယောက်ျားလည်းဒီလိုနေနဲ့ပဲတေးဆုံးသွားခဲ့ရတာလေကျမနောက်ထပ်လူတွေရဲ့အတန်နဲ့မကစားချင်ပါဘူးရှင်သူကလည်းပြန်ပြောလိုက်ပါတယ်ညီမလေးရဲ့နင်ကတလောကလုံးကသူတွေကိုတာဝန်ယူထားနိုင်လို့လားကိုယ်လောက်ကအစဉ်ပြေပြီဆိုလို့ရှင်တော့တော်ပြီပေါ့ကျန်တဲ့တွေအတွက်ဘာမှအလောက်ထိကြီးဆိုင်ပေးနေစရာလည်းမလိုပါဘူး။နင်အများကြီးအမျက်တွေရရှိလိမ့်မယ်။ငါပြောတဲ့စကားကိုသာယုံကြည်လိုက်စမ်းပါ။ တနေ့သူတွေအကုန်လုံးဘာပဲဖြစ်ဖြစ်နင်းနဲ့သက်ဆိုင်တာမှမဟုတ်ကြတော့ဒီဖီကားကအခုလိုမျိုးလောဘကြီးရဲ့သူတယောက်နဲ့တွေ့ခဲ့ရတဲ့အခါမှာအတော်လေးစိတ်ပြတ်သွားခဲ့ပါတယ်။သူမဒေါသတကြီးနဲ့ပဲပြောခဲ့ပါတယ်။ရှင်ရဲ့အကြံဉာဏ်တွေအကုန်လုံးကိုပြန်ရှုသွားလိုက်တော့ကျမအခုလိုအလုပ်တွေကိုဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ကျမကအရန်ကိုရိုးရိုးသားသားနဲ့ရှာစားနေအောင်မို့လို့ကျမရဲ့ဆိုင်ကလည်းနမဲကြီးလာခဲ့တော့ဂျကန်ကအခုလိုမျိုးအချက်ကွဲခံခဲ့ရတဲ့အခါမှာဒေါသချွတ်သွားပါရဲ့သူကစိတ်ထဲကနေပြောလိုက်ပါရဲ့နင်ကအတော်လေးရိုးသားပြောင်းမှန်းခြင်းနေရဟုတ်လား နင့်ကဘယ်လိုမျိုးသင်ခန်းစာပေးမလဲဆိုတော့ကိုစောင့်ကြည့်နေလားနင့်ကိုစိန်လာခေါ်နေရပဲငါ့ကိုစိန်ခေါ်တော့ဘယ်တော့ကြောင်မနေအတွက်ဆုံးရှုံးနေတာမှရှိလဲဆိုတော့ကိုနင်းသိလာစေရမယ်အခြေတဲ့ဘီဂျီတော်နေအောင်လုံးကမနက်ပိုင်းဆိုចောင်းသွားတက်ကြပါရီအိမ်မှာအကူညီပေးဖို့အတွက်နောက်ထပ်ကောင်လေးတယောက်ကိုခေါ်ထားခဲ့ပါရီဂျကန်ကဒီဗီကာခေါ်ထားတဲ့ကောင်လေးကိုပတ်စံပေးပြီးသူ့ဘက်ပေါအောင်လို့လှုပ်ခဲ့ပါရီဆူမေတ်ကဇင်းဝဲရတဲ့တာဝန်ကိုယူရတဲ့အတွက်ဈေးထဲကနေမကောင်းနဲ့ပစ္စည်းတွေကိုတာဝယ်လာကြပါရီဒီဗီကာကလည်းအဲ့ဒါနဲ့ ပမုံကျောက်ဦးတွေကိုကြောလိုက်ပါရီဒါတွေကိုစားပြီးရနောက်မှာဝဲသူတွေကစိတ်ပြတ်သွားခဲ့ပြီးပြောခဲ့ကြပါရီဒုက္ခပဲအရသာကဒဇတ်မှလည်းမကောင်းတော့ဘူးနောက်ထပ်ဝဲသူတယောက်ကလည်းပြောသွားပါရီအရင်ကျောကတော့အခုလိုအရသာမရှိတဲ့ပမုံကျောက်ဦးကျော်ဘယ်တော့ကမှမကြောက်ခဲ့ဘူးပါဘူးရုတ်တရက်ကြီးပါဖြစ်သွားတာလေလူတွေကမုတ်တွေကိုပြစ်ပြီးထွက်ပြေးသွားခဲ့ကြပါရီဒီပီကားလည်းဘာတွေဖြစ်နေရလဲဆိုတာကိုလုံးဝနားမလဲခဲ့ပါဘူးသူပစ္စည်းတွေကိုစစ်ကြည့်လိုက်တဲ့အခါမှာပစ္စည်းတွေအကုန်လုံးကမကောင်းဘူးဆိုတာကိုသူမသိသွားခဲ့ပါတော့တယ်။ဒါကြောင့်သူလည်းစမစ်ကိုပြောလိုက်ပါတယ် ဒီပစ္စည်းတွေကိုနင်းဘယ်ဆိုင်ကနေပြီးတော့ဝယ်လာခဲ့ရလဲအခုချက်ချင်းကရဲခေါ်ပြီးတိုင်းရမယ်ဆိုင်ရှင်တွေကနင်းကိုလိန်ညာလှည့်ပြပြီးရောင်းလိုက်ကြတာပဲဒီအချိန်မှာစမစ်ကတော်တော်လေးလမ်းပြန်သွားခဲ့ပါတယ်ကျွန်တော်တောင်းပန်ပါတယ်တကယ်တောင်းပန်ပါတယ်ဗျကျွန်တော်ကိုခိုဘက်ဆိုင်ကဦးလေးကြီးကဒီပစ္စည်းတွေဝယ်ဖို့အတွက်ပြောခဲ့လို့ပါကျွန်တော်ကိုတစ်ခေါက်လောက်ပဲခွင့်လွှတ်ပေးပါကျွန်တော်အမေကိုချိန်ဆိုပြီးပြောရဲပါတယ်ဒီလိုအလုပ်ကိုကျွန်တော်ထပ်ပြီးတော့ဘယ်တော့မှမလုပ်တော့ပါဘူးဒီပီကလည်းဒေါသတွေအရှမ်းကိုထွက်သွားခဲ့ပါတယ်သူကလည်းဂျကန်ရဲ့ဆိုင်ကိုတော့ပြောလိုက်ပါတယ် ရှင်ဘာဖြစ်လို့ကျမကိုလိုက်ပြီးတော့ဒုက္ခပေးနေရတာလဲမိမသားတယောက်တည်းရှောက်ဖွေစားတော့နေတာကိုအခုလိုဒုက္ခလိုက်ပေးနေတာမရှက်ဘူးလားရှင်ထပ်ပြီးတော့အခုလိုရုံညနဲ့အလုပ်တွေလုပ်ရင်တော့ကျမရဲခေါ်ပြီးတိုင်ပြစ်မယ်အခုအချိန်မှာဂျကန်ပို့ပြီးဒေါ်သားချွာသွားပါတယ်သူအတော်လေးကိုစိတ်ဆိုးနေခဲ့ပါပြီသူကလည်းအတန်အကျယ်ကြီးနဲ့အော်ပြောလိုက်ပါတယ်ငါ့ဘာမှအခုလိုလာပြီးတော့ချင်းချောက်မနေနဲ့ရဲတွေကိုငါငါအိတ်ကတ်ထဲကိုထည့်ထားတာငါဘာကောင်းလဲဆိုတော့ကိုနေအခုချိန်ထိမသိသေးဘူးနဲ့ကြူပါတယ်ငါဘာလုံးနိုင်လဲဆိုတော့ကိုငါပြလိုက်မယ် အရင်နေ့မှာတပီကားကတော့ပျက်စီးပြီးကုန်သွားတာနဲ့အိမ်ကိုပြန်သွားခဲ့ပါတယ်။ဒီအချိန်မှာဂျဂန်ကတော့သူ့ရဲ့လူတစ်ယောက်ကိုလှုပ်ပြီးထရက်ကားနဲ့ဒေဗီကားကိုဝင်တိုက်ခိုင်းလိုက်ပါတယ်။ဒေဗီကားကတော့ကြိုတိသွားတဲ့အတွက်ဘေးကိုရှောင်လိုက်ပေမဲ့သူမရဲ့လှဲလေးကတော့ပျက်စီးသွားခဲ့ရပါပြီ။ဒါအတွေ့ကြရတဲ့အခါမှာဒေဗီကားတယောက်အတော်လေးစိတ်ပြတ်သွားခဲ့ရပါတယ်။ဂျဂန်ကတော့သူ့ရဲ့အကြံစီတွေအောင်မြင်သွားတဲ့အတွက်အရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ရပါဘူး။နောက်နေ့မှာတော့ဒေဗီကားနဲ့ဆိုင်ကိုမဖွင့်နိုင်တော့ပါဘူး။ဝဲသူတွေအားလုံးကလည်းဂျဂန်ရဲ့ဆိုင်ကိုသွားပြီးမုတ်တွေကိုဝယ်စားခဲ့ကြပါတယ်။ ဂျကန်ကဝယ်သူတွေကိုကောင်းကောင်းမဆက်ဆံတဲ့အပြင်မောင်းမစွာဆက်ဆံခဲ့တဲ့အတော့ဝယ်သူတယောက်နဲ့သူနဲ့ရံဖြစ်ခဲ့ပါတယ်အကြီးအကျယ်ရံဖြစ်ခဲ့ပြီးနောက်မှာတော့ဂျကန်ကဒေါသတကြီးနဲ့ဝယ်သူကိုပေါင်းနှစ်ချက်ရိုက်ချပစ်ခဲ့ပါသေးတယ်ဝယ်သူလည်းဒေါသရဲ့အရန်ကိုထွားသွားခဲ့ပြီးပြောလိုက်တာပေါ့တတော်လေးကိုတတိရှိနေရဲ့ဟုတ်လားမင်းကဒီ area မှာလူဆိုးလိုမျိုးပြုတ်မှုနေရပဲမင်းကငါ့အောင်လက်ရွယ်ရဲတယ်ဆိုတော့အတော်တတိရှိနေတဲ့ပုံစံမင်းကဘယ်လိုမျိုးပညာပြန်ပြမလဲဆိုတာကိုစောင့်ကြည့်နေလိုက်တော့ မဲဟုံငါတခုခုပြန်မလုံးနိုင်ဘူးဆိုလို့ရှင်တော်ငါရဲ့နာမည်ကိုလည်းပြောင်းပြစ်လိုက်မယ်။ပြောဆိုပြီးနောက်မှာတော့သူကလည်းထွက်ခွာသွားပါရီ။အဒီနေ့ညမှာပဲသူကသူရဲ့အပေါင်းအဖော်တွေကိုခေါ်ပြီးရောက်ရှိလာခဲ့ပါရီ။ဂျကန်ရဲ့ဆိုင်တဆိုင်လုံးမှာသူကဓာတ်စီတွေလောင်းချခဲ့ပါရီ။အဲဒီအချိန်မှာဒီဘီကားကလည်းဒီလန်းကားနေဖြတ်သွားနေခဲ့ရပါသူကဆွေမျိုးတယောက်နဲ့အတူတူလမ်းသွားနေခဲ့ရပါဆွေမျိုးကလည်းဒီဘီကာရဲ့ဆိုင်ကိုပြန်လဲပြုတ်ပြင်ပေးဖို့အတွက်အကူအညီပေးနေခဲ့ရပါဒီဘီကာနဲ့တော်ရီကိုတွေ့လိုက်တာနဲ့ရဲကိုအမြန်ဆုံးဖုန်းစာတိုင်းကြားပေးလိုက်ပါရီ ပြီးတော့ဂျပန်ကိုလည်းဖုန်းဆက်ပေးခဲ့ပါတယ်။ဒီဆိုင်ကိုမိမလျှော်နိုင်ခင်မှာပဲရဲတွေရောက်ရှိလာခဲ့ပြီးတရခန်းတွေအကောင်လုံးကိုဖမ်းဆီးလိုက်ပါတယ်။ဂျပန်လည်းရောက်ရှိလာပါတယ်။ရဲတွေကတော့မီရှိုဘိုကြံစီနေတဲ့သူကိုဖမ်းခေါ်သွားခဲ့ပါတယ်။ဂျဂန်ကလည်းဒီဗီကာရဲ့စိတ်တဲ့အမှန်ကိုသိရှိသွားခဲ့တဲ့အခါမှာအယံကိုရှက်ရွံ့သွားခဲ့ပါတယ်။သူကလည်းဒီဗီကာကိုပြောလိုက်ကြပါ့။ငါနဲ့ဒုက္ခပေးဖို့အတွက်ဘာအခွင့်အရေးတစ်ခုမှလက်လော့ခံခဲ့တာမရှိဘူး။နင်ကအမြဲတမ်းအပြေးဝကိုဒုက္ခပေးခဲ့တယ်။နင်ကငါ့ရဲ့ဆိုင်တစ်ခုလုံးပျက်စီးမဲ့အရေးကနေပြီးတော့ကာကွယ်ပေးခဲ့တယ်။ ငါကဘလောက်တောင်မှအောက်တန်းကြားလိုက်တဲ့သူလေနင်ကတော့ဘလောက်တောင်မှကောင်းလိုက်တယ်လေညီမလေးရဲ့ထင်နိုင်မယ်ဆိုရင်တော့ငါရဲ့လောရက်တွေအကောင်လုံးအတွက်ငါ့ကိုခွင့်လွှတ်ပေးပါငါတောင်းပန်ပါတယ်နင်းရဲ့ဆိုင်ကိုအခုလိုပြည့်စည်သွားအောင်လို့နင်းရဲ့လဲကိုငါကိုယ်တိုင်ကပဲကုန်တင်ကားတစ်စီးကိုဝင်တိုက်ခိုင်းလိုက်တာငါရဲ့လောရက်တွေကအရန်ကိုအောက်တန်းကြားတဲ့အတွက်ငါတကယ်တော့အရန်ရနေပါပြီဒီပီကားကလည်းပြောလိုက်ပါတယ်ကျမသိပါတယ်အကိုရဲ့ကိုရဲ့စီးပွားရေးလုပ်နေတဲ့ နေရာလေးလူယူခံလိုက်ရရင်ပျက်စီးသွားရင်ဘယ်လိုခံစားရလဲဆိုတာကိုကျမကောင်းကောင်းသိတယ်။အဲဒါကြောင့်လူတယောက်ပျက်စီးဆုံးရှုံးနေရတာကိုတော့ကျမကိုယ်တိုင်လည်းမကြည့်ရဘူး။နောက်နေ့ဒီပီကဒီနေရာကိုရောက်လာခဲ့တဲ့အခါမှာတော့သူ့ရဲ့လှဲအစ်စ်လေးပြန်လည်ရှိနေရကိုတွေ့ခဲ့ရပါတယ်။ဂျကန်ကိုယ်တိုင်ကသူမအကြွယ်လှဲအစ်စ်တစ်စီးကိုလှုပ်ပေးထားခဲ့ရပါ။အဲဒါနဲ့မကဘဲဂျကန်ကိုယ်တိုင်ကလည်းဒီပီကလိုမျိုးပဲကောင်းမွန်တဲ့ပျက်စီးတွေကိုတော့အသုံးပြုပြီးမဟုတ်တွေကိုရောင်းချပေးပါတော့တယ်။အနိပဝင်ချင်းကသူတွေအကုန်လုံးကိုလည်းပြောင်းလဲတော့အောင်သူကစီယုံပေးခဲ့ပါတယ်။ ငါတို့ကိုယ့်ရဲ့လောဘအတွက်နဲ့တခြားသူတွေရဲ့ကြမ်းမာရေးကိုမစောက်ကစားသင့်ဘူး။ညီမလေးဒီပီကာကငါ့ကိုအခုလိုမျိုးမျက်လုံးပွင့်သွားအောင်လုပ်ပေးနိုင်ခဲ့တယ်။ငါအမြင်မှန်ရသွားခဲ့ပြီ။ဒီနောက်ဒီပီကာရဲ့ဆိုင်ကအရင်တုန်းကထပ်ပိုးပြီးတော့နာမည်ကြီးလာခဲ့ပါတော့တယ်။ဂျကန်ကလည်းဒီပီကာကိုလိုအပ်တဲ့အခါတိုင်းအမြဲတမ်းအကူအညီပေးခဲ့ပါသေးတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။